မင်္ဂလာပါရှင်ပရိသတ်လေးတို့အားလုံးကိုကျမတို့ရဲ့ Aura Connect Channel လေးကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ရပါတယ်ကျမကတော့စစ်စစ်တဆတ်သူနန်းဖြစ်ပါတယ်ဒီနေ့မှလည်းပရိသတ်လေးတို့အတွက်ဇလန်တလေးတပုတ်ကိုရွေးချယ်တင်ဆက်ပေးကြပါတယ်ဂျာဆန်ပရိသတ်လေးတို့က VPN လေးခဲ့ပြီးတော့မှဇလန်လေးရဲ့စုပ်ထီကိုကြည့်ရှုအားပေးကြပါအောင်နော် Hi ကျမကတော့ New Jersey ကနေဒီယာဖြစ်ပါတယ်ကျမဆလလေးကိုပြပြဖို့အတွက်ပရိသတ်လေးတို့ကအရင်ဆုံး channel ကို subscribe လုပ် ပြီးတော့ဗီဒီယိုလေးကိုလည်းလက်လွတ်ခဲ့ပါအောင်နော်ကျမကချမ်းသာတဲ့မိဘတွေကြားထဲမှာအကြီးပြင်းလာခဲ့ပါတယ်ပြီးတော့ကျမထက်အသက်9နှစ်ကြီးတဲ့အမလည်းရှိပါတယ်သူကတော့အင်ဂျယ်လာပါကျမဘွားရဲ့အစောဆုံးကာလတွေမှာကြုံလိုက်ရတာကလူတွေဆိုတာတစ်ခါကောင်းမှုတာနဲ့တစ်သလုံးကောင်းနေကြတာမဟုတ်ဘူးဆိုတာကိုကျမနားလည်လိုက်ရပါတယ်ကျမ9နှစ်သမီးအရွယ်တုန်းကပေါ့ကျမတို့ဈေးဝယ်ထွက်နေခဲ့ကြပါတယ် အဲ့ဒီအချိန်မှာရုတ်တရက်ကြီးအမျိုးသမီးကြီးတယောက်ကဈေးဝယ်နေရင်းနဲ့တခုခုကိုတိုက်မိပြီးတော့ဟတ်ထိုးချော်လဲသွားပါတယ်။ကျမလည်းကူညီပေးဖို့အတွက်အပြေးသွားလိုက်တယ်။ဒါပေမဲ့မိဘတွေနဲ့အင်ဂျလာကတော့အသေးအချေကိုရှင်မွနေကြပါတယ်။ဘာလို့ရှင်နေကြတာလဲ။သူ့လဲတဲ့ပုံကြီးကရှင်ရလို့လေသမီးရဲ့။ရှင်စရာမဟုတ်ဘူးနော်။နေသူ့မျက်နှာကိုမမြင်လိုက်ရလို့နေမှာ။လေဘော်ကိုပြန်နေတဲ့ပုံတိုင်းပဲမျက်နှာကြီးကပိန်တိတ်နေတာပဲ။ဒီလိုပြောပြီးတော့သူတို့တွေကအထက်ပြီးတော့ရေကြပြန်ပါတယ်။ ကျမလည်းရန်တော်သားထွက်သွားပြီးတော့အဲ့ဒီအမျိုးသမီးကြီးကိုကူပီးလိုက်တယ်။ပြီးတော့ပြုတ်ကျသွားတဲ့ပစ္စည်းတွေကိုကူကောက်ပီးလိုက်ပါသေးတယ်။အမျိုးသမီးကြီးကလည်းတအားရှက်သွားတဲ့ပုံစံနဲ့ထွက်သွားခဲ့ပါရဲ့။ကျမမိသားစုကတကယ်ကိုအချစ်မကောင်းတဲ့သူတွေပဲ။သူတို့ရဲ့ဆွေမျိုးသားချင်းတွေအပေါ်ကောင်မှသူတို့ကကောင်းကောင်းမွန်မွန်ဆက်ဆံပေးတဲ့သူတွေမဟုတ်ပါဘူး။ကျမဒုတိယရန်ကိုရောက်တဲ့အချိန်မှာအမေရဲ့ဆင်းရဲတဲ့ညီမတစ်ယောက်ကအိမ်ကိုရောက်လာပြီးတော့အမေစီကအကူအညီလာတောင်းတယ်။ငါဒီလအတွက်အိမ်ငါကတော့မပေးနိုင်ဘူး။ ငါနင်းကိုချက်ချင်းပက်ဆက်ချိပစ်လိုက်ရင်နင်းကငါစီကိုနောက်လည်လာချိနေအောင်ပါပဲလေ။နင်းရဲ့အပြင်းထူနေတဲ့ဖိနှုံးကြီးကိုရွှေ့လိုက်ပြီးတော့အလလေးပါလေးရှာပါလား။ငါစူပါမားကတ်မှာနှစ်ဆိုင်တော့ဆင်းပါရဲဟာ။ငါပြောတာကတကယ်အလုပ်ကိုပြောတာ။ Sorry အမ။ငါမှနင်းကိုပက်ဆက်ချိစရာပိုမရှိဘူးနော်။ငါတို့တွေအီတလီကအပန်းဖြစ်အိမ်အတွက်ပက်ဆက်တွေအများကြီးတုံးထားတာ။ကျမရဲ့အတီမှာကျမအရွယ်သမီးလေးတယောက်ရှိပါတယ်။ ပြီးတော့ကျမနောက်ကနေတိတ်တိတ်လေးလိုက်လာဖို့အတွက် သူ့ကိုအချက်ပြပြပြီးတော့ခေါ်လိုက်ပါတယ်။ကျမလည်းဝုံဝုံရုပ်စုပူလေးတွေကဆူထားတဲ့ပတ်စံတွေအကုန်လုံးကိုကျမခန်းထဲကိုသူ့ကိုခေါ်ပြီးတော့ပြီးလိုက်ပါတယ်။သူကကျမကိုတင်းတင်းကြပ်ကြပ်ဖွေးပလိုက်ပြီးတော့အစားကောင်းကောင်းမစားရတာနှစ်ရက်တောင်ရှိပြီလို့ပြောလာပါတယ်။အဲ့ဒါနဲ့ကျမလည်းသူ့ကိုမိဖို့ချမ်းတွေကိုခေါ်လာတယ်။ကြောပွိထဲကိုစားစရာတွေပါအပြစ်ထည့်ပြီးလိုက်ပါသေးတယ်။သူကတော့အရှမ်းပြုတ်သွားတာပေါ့။ဒါပေမဲ့အမေလက်တီသွားရော သူတို့ကနောက်ထပ်ပဲတော့မှအင်ကိုမလာခိုင်းတော့ပါဦး။ကျမကိုလည်းအိမ်အပြင်ထွက်ခွင့်ပေးလိုက်ပါသေးတယ်။ဘာလို့လဲ။ကောင်းတာလုပ်ပြီလို့လား။အင်ဂျလာကတော့အဖေနဲ့အမေလိုပဲဘာမှမထူးခြားပါဘူး။သူကပျက်စီးပြီးတော့အရင်ဆက်ပါရယ်။ဒါပေမဲ့သူကကြတော့တခါမှအပြင်ထွက်ခွင့်ကိုမပိတ်ခံရဘူးဘူးလေ။ကျမကတော့သူတို့နဲ့တက်နိုင်သမျှရှောင်းတယ်။သူကတော့တကယ်ကိုအချင်းပုတ်ပါရယ်။အထူးသဖြင့်ကျမရဲ့ယူကြကြအမေတွေကိုသူကမလိုက်တဲ့အခါမျိုးတွေဆိုရင်ပေါ့။ ဘယ်လိုလဲဆိုတော့သူ့ဖက်နဲ့အစော900လောက်ကိုရှင်းခိုင်းတာထမမဟုတ်သူ့ရဲ့ကြောက်တိုက်လို့ရှုပ်ပွားနေတဲ့အခန်းကိုရှင်းခိုင်းတာမျိုးတွေကျမကိုလုတ်ခိုင်းပါတယ်ကျမမိဘတွေကအကူစိုက်တာဆိုလို့ပတ်စံမဲ့ရှိတာလေဒီတော့သူတို့ကကျမနဲ့အင်ဂျလာကိုတိတ်ပြီးတော့အချိန်မပေးနိုင်ကြပါဘူးဒီလိုနဲ့အသက်တွေကြီးလာတဲ့အခါကျတော့ကျမကလှပြီးတော့ကျောင်းမဆူလဲတော်တော်နာမည်ကြီးပါတယ်ကျမကတော့ကျောင်းမဘသူပဲအကူအညီလိုလိုကူညီပေးဖို့အတွက်အစဉ်သိရှိနေတဲ့ကောင်မလေးမျိုးလေသူတို့ရဲ့အင်စာတွေ ဒါမှမဟုတ်နေ့လယ်ဆက်စားဖို့အတွက်ပတ်စံပါမလာတဲ့အခါမျိုးတွေမှာဆိုရင်တော့ကျမစီကိုပြေးလာတတ်ကြပါရယ်။ကျမကလည်းကုညီပေးရတာကိုပဲသဘောကျနေကြတာပါ။ဒီလိုနဲ့တနေ့ကျတော့ကျမစေတန်းရွှေမှာကျမလဲလျှောက်လာနေတော့အတန်းနဲ့ကကောင်မလေးတွေကအစ်စ်ပြောင်းလာတဲ့ကောင်မလေးနားမှာဝိုင်းနေတာကိုတွေ့လိုက်ရပါရယ်။ကြည့်ရတာသူတို့တွေကကောင်မလေးကိုဝိုင်းလောက်နေကြတာထင်တယ်။ဒီမှာပါရယ်ဖြစ်နေကြတာလေ။ညီတို့တွေသူ့ကိုအနိုင်ကျင့်နေကြတာလား။အိုး ငါတို့တွေကအနာကျင့်နေကြတာမဟုတ်ပါဘူးနော်။သိတယ်မလား။အစ်တလေးတွေနဲ့ပျော်စရာလေးတွေလုပ်နေတာလေ။ကြည့်ရတာသူကတော့ပြောနေပုံမရဘူးနော်။ညီတို့တွေပဲတောလိုက်ကြပါလား။ငါတို့တွေအရှင်ပြေကြရထင်နေတာ။ငါကနို့အင်စာတွေကူလုပ်ပေးထားရလေ။မဟုတ်ဘူးလား။ဒီဒီကောင်မလေးကိုသူ့ဘာသာသူနေပါစေတော့လား။ကမလေးတွေကလည်းထွက်သွားကြတော့ကျမလည်းကမလေးကိုသူ့အထုပ်တွေနဲ့ကျန်းပြပေါ်မှာကြာနေတဲ့ပစ္စည်းတွေကိုကူကပေးလိုက်ပါတယ် ကျေးဇူးများကြီးတင်ပါတယ်။သူတို့တွေကငါရဲ့ Hello Kitty အိတ်ကိုဝိုင်းပြီးတော့လောင်ပြောင်းနေကြတာလေ။အိတ်ကဘာဖြစ်လို့လဲ။ဘာမှမဖြစ်ပါဘူး။ကျန်းသူတလေးရဲ့နာမည်က Shelly လို့ခေါ်ပါတယ်။ကျမတို့အတန်းတွေကမဟုတ်ဘူးဆိုပေမဲ့ကျမတို့တွေအဲ့ဒီအချိန်တွေကစလို့တပူပူတွတ်တွတ်ဖြစ်လာခဲ့ကြတာပေါ့။နေ့တိုင်းလိုလိုနေ့လယ်စာတူတူထွက်စားကြပါတယ်။ပြီးတော့ကျမတို့တွေကလည်းတကယ်ကိုအဆင်ပြေခဲ့ကြတယ်။ကျမတို့အတွက်ကျောင်းမှာတကယ်ချင်းတွေအများကြီးရှိပါတယ်။ ဒါပေမဲ့အစ်ဆုံးတကယ်ချင်းရလို့တော့မရှိသေးပါဘူးပြီးတော့ရှယ်လီကကျမတို့အစ်ဆုံးတကယ်ချင်းတယောက်လိုမျိုးခံစားရတယ်လေတနေ့တော့ကျမတို့တွေအတူတူထိုင်နေကြတော့မှကျမတန်းတဲ့ကចောင်းသားတွေကကျမတို့နဲ့အတူတူလာထိုင်ကြတယ်ဒါကိုရှယ်လီအနေနဲ့တတောင့်တတမဖြစ်တော့ကိုကျမခံစားမိနေပါတယ်ဘာဖြစ်လို့လဲရှယ်လီနေ့တန်းပေါ်ရင်းနဲ့နေ့တကယ်ချင်းမလုပ်ဘူးလားလုပ်ချင်လို့မယ်မလုပ်ချင်မလုပ်ဘူးလေနေကဘာဖြစ်လို့လဲဘာမှမဖြစ်ပါဘူးမေးကြည့်တာပါ နင်းမျက်နှာကနင်းစပိန်တွေလိုပဲညတွနေပြီနော်ထပောက်တော့မဲ့အတိုင်းပဲအေးပောက်ချင်လဲပောက်တော့မှာပေါ့ရှယ်လီကရုပ်တရက်ပါစတာပကန်ကိုဆွဲယူလိုက်ပြီးတော့အဲဒီကောင်လေးရဲ့ရှယ်အင်ဂျီကိုတုတ်ချပြစ်လိုက်တယ်အဲဒီကောင်လေးကတော်တော်လေးဒေါသထွက်နေတဲ့ပုံစံနဲ့ရုပ်တရက်ခုထားလိုက်ပါတယ်ပြီးတော့အဲဒီကောင်လေးလည်းဒေါသထွက်ပြီးတော့စပွဲကနေထွက်သွားတော့ပေါ့ကျန်တဲ့ကောင်လေးတွေကလည်းတူနေလိုက်သွားကြပါတယ်လာပါရှယ်လီရဲ့သူကစနေရပါအင်းငါလဲစလိုက်တာလေ ငါဒီနေ့မနက် Instagram မှာတင်ထားတဲ့ပုံလေးတွေ့လား။ Shelly ကကျမကလို့ရင်တခြားသူတွေနဲ့အဆင်ပြေအောင်မပေါင်းတတ်တဲ့ချိုးဆက်တဲ့ကောင်မလေးတယောက်ပါပဲ။ဒါပေမဲ့ကျမကတော့သူနဲ့ခင်ရောက်နေရတာကိုသဘောကျပါတယ်။ပြီးတော့သူကကျမကို share မောအောင်လည်းလုပ်နိုင်တယ်လေ။သူ့မှာကပြောစရာဟာတာတွေအများကြီးရှိနေတတ်ပါတယ်။ဒီနေ့ကျတော့ကျမသူ့ကိုဖိတ်လိုက်တယ်။အင်ဂျလာကနေကိုဝင်လာပြီးတော့ရှယ်လီကိုမတတီးရဲ့မျက်လုံးနဲ့ကြည့်လိုက်ပါတယ်။အမလီဒီကောင်းတဲ့နေရာကိုကြည့်လိုက်ရလို့ ငါမျက်လုံးတွေကနာကုန်ပြီနော်။နေတီယာနေရပေးတဲ့နေတဲ့တင်ငယ်ချင်းတွေကိုအင်ခေါ်လာတာလား။နင်းလဲနေရအားကျအားကျတင်ငယ်ချင်းတွေကိုတစ်ချိန်လုံးအင်ခေါ်လာတာပဲမဟုတ်ဘူးလား။အဲ့ဒါကြောင့်နင်းကဆီယာလာလုံးနေနဲ့အင်ဂျလာ။ရှယ်လီကတော့စကားတစ်ခုမှမပြောပါဘူး။ဒါပေမဲ့အင်ဂျလာထွက်သွားတာနဲ့ကျမတို့ဥယျာဉ်ကိုကြည့်ကျင်တယ်ဆိုပြီးတော့အသူကပြောလာပါတယ်။နင်းတို့ထူးဆန်းတဲ့ထင်ပေမဲ့ကျမတို့ကိုအပြင်ခေါ်လာလိုက်ပါတယ်။ သူကလည်းခြံဝဲကိုမျက်လုံးဝှေ့ကြည့်လိုက်ပြီးတော့ရုပ်တရက်တစ်ခုခုစီကိုပြေးသွားပြီးဖမ်းလိုက်ပါတယ်။သူလည်းမတိုက်ရလိုက်တော့လက်ထဲမှာကြက်တကောင်ပါနေတာကိုတွေ့လျက်ရပါတယ်။ရှယ်လီနေပါလို့နေရလဲ။နေမကိုတင်ငန်းစာပေးရမယ်အချိန်ရောက်ပြီလေ။မလုပ်ပါနဲ့ဟာ။သူဒီလိုလုပ်နေရနဲ့ငါနေသားကြနေပါပြီ။သူကငါ့ဘော်ဆိုရင်ဒီလိုပဲအချင်းပုံနေကြပါ။မရအောင်နော်။နောက်ထပ်အနိုင်မကျင့်စေရဘူး။ရှယ်လီကအင်ဂျလာအခန်းထဲကိုအချက်ထိတ်လိုက်ပါတယ်။ ခဏကြာတော့ဘောင်းမီမီဆွဲနေတဲ့ပုံစံမျိုးနဲ့အင်ဂျလာပြေးထွက်လာပါတယ်။ကျွတ်တွေရှယ်လီနဲ့ကျမလည်းအချက်ဆုံးတကယ်ချင်းနေဖြစ်သွားခဲ့ကြပါတယ်။ပြီးတော့ကျမတို့တွေလည်းအကုန်လုံးကိုအတူတူလှုပ်ဖြစ်ခဲ့ကြတယ်။ကျမတို့ကျန်းကောက်ပဲရှိလာတော့ခေါင်ဝင်လှလှလေးတွေကိုဝယ်ဖို့ဆိုပြီးတော့ဈေးဝယ်ထွက်လာကြတာပေါ့။ကျမကတော့အဲ့ဒီအပြာရောင်တော်ဝင်ခေါင်ဝင်လေးကိုဝတ်ကြည့်ဖို့အတွက်အရန်စိတ်လှရှားနေခဲ့ပါတယ်။ကောက်ပွဲနေ့ကိုလည်းရောက်ရော့ရှယ်လီကကျမနဲ့တထက်တဲ့ပုံစံတူတဲ့ဝတ်စုံကိုဝတ်ချတာတွေ့လိုက်ရပါတယ်။ နေကြည့်ကောင်းနေပါလားဒါပေမဲ့နေဝင်လိုက်တာကစိုင်းအောင်လီမဟုတ်ဘူးလားအင်းဟုတ်တယ်ဒါပေမဲ့ငါအိမ်ပြန်ရောက်တော့တိတ်မကြိုက်တော့တာနဲ့သွားပြန်ပြီးတော့လေးလိုက်တာနေနဲ့အတူတူဝင်လာတော့ကိုစိတ်မဆိုးဘူးမလားစိတ်မဆိုးပါဘူးဟာဒါပေမဲ့ကျမလည်းပြန်ရောက်ရောအင်ဂျလာကလက်ထဲမှာဖုန်းကင်ထားပြီးတော့ကျမကိုစောင့်နေတာတွေ့လိုက်ရပါတယ်နေပုံကငါအခုလေးချင်း Instagram မှာတွေ့လိုက်တယ်နော်ဒီနှုတ်ညကဘာဖြစ်လို့အင်ဂျင်စင်တူဝစ်ထားလဲ သူကငါနဲ့ကဝဲစီတူဝဲထားတာလေဘာမှချက်တူတူမဟုတ်ပါဘူးဒီကောင်မလေးကကြောချက်เสียပဲနော်ညတိယာငါပြောလိုက်မယ် तू ကပုံမှန်မဟုတ်ဘူးနော်သူကသူများနဲ့တိတ်မတူဘူးဆိုပေမဲ့ဘာမှမာနီယာမဟုတ်ပါဘူးဟာတငယ်ချင်းနဲ့တူတူဘသူကမြန်ကဝဲစီတူဝဲဝဲလို့လဲပြီးတော့ပွဲတစ်ခုထဲမှာဘသူကဒီလိုမျိုးအတူတူဝဲလို့လဲသူကတစ်ချိန်လုံးဒီမှာလဲရှိနေသေးတယ်ပြီးတော့သူသွားရင်လဲညစက်တိုက်ဖုန်းခေါ်နေတာ အဲ့ဒါကယူကျင်စရာပဲမဟုတ်ဘူးလားငါတော့အရှိန်နောက်ရှက်မဖြစ်ပါဘူးဟာပြီးတော့ဘာဖြစ်လို့နင်ကဂယူလိုက်ဆိုင်ပြီးနေရလဲချားလက်ဆန်မအင်ဂျလာရာသူကကျမကငငလေးရက်ကသဘောစားတဲ့သူမှမဟုတ်တာဒီတော့ကျမရဲ့အချက်ဆုံးတကယ်ချင်းကိုအပြစ်ရှာနေတာမဆန်းတော့ပါဘူးတိတ်မကြခင်မှာပဲကျမရဲ့ဆက်ဆောင်နေပြည့်မွေးနေရှောင်းလာပါတယ်ကျမရဲ့မိဘတွေကလည်းကျမအတွက်မွေးနေ့ပွဲအကြီးကြီးလုပ်ပေးမယ်လို့ပြောလာပါတယ် သူတို့တွေကသူ့မိတ်ဆွေတွေကိုကြွားကြလို့ဒီလိုလုပ်နေမဲ့ကျမသိတာပဲဒါပေမဲ့ကျမကတော့ဂိမဆိုင်ပါဘူးကျမလည်းចောင်းကចောင်းသားတွေအများကြီးကိုဖိတ်လိုက်ပါတယ်ကျမတို့တွေလည်းတကယ်ကိုပျော်ရွှင်ခဲ့ကြပါတယ်ရှယ်လီကစင်ဘော်ကိုတချင်းနေဖွင့်နေတော့ကြီးရုပ်တရက်တက်ချသွားပြီးတော့နေတရနေငငအတွက်တော့အကောင့်တကအကောင့်ဆုံးတငယ်ချင်းပဲနော်နေရဆန္ဒတွေအကုန်လုံးပြစ်ပါစီလို့ငါဆုတောင်းပေးပါတယ်ပြီးတော့နေဘွားရဲ့ခြေလန်းတိုင်မှာလည်းငါရှိနေခွင့်ရခြင်းပါတယ် ငါချစ်စောတင်ငယ်ချင်းပျော်ရွှင်စရာမွေးနေ့လေပါသူကျမတို့အရင်ကယူဆိုင်ပြတာကြောင့်ကျမရှင်နဲ့ထီသွားခဲ့ပါတယ်ဒါပေမဲ့ခဏလေးနေတော့ရှယ်လီကစင်မော်ကနေချီချော်ပြီးတော့ပြုတ်ကျသွားပါတယ်ကျမလည်းသူ့စီကိုမြ мян ပြေးသွားပြီးတော့အကူညီပေးလိုက်တာပေါ့သူကကောင်တာမူနီရလို့ပြောပြီးတော့ကျမကိုအိမ်လိုက်ဖို့ပြေးဖို့ပြောလာပါတယ်အဲ့နဲ့ကျမလည်းချက်ချင်းကခေါ်လိုက်ပြီးတော့လိုက်ဖို့လိုက်ပါတယ်သူတို့အင်္ဂလိပ်လျှောက်ရောသူ့အိမ်က ကျမတို့ထက်အများကြီးကြီးနေတာကိုတွေ့လိုက်ရတဲ့အခါမှာ အရှမ်းအောင်အောင်သွားတာပေါ့အဲ့ဒီအချိန်ကျတော့မှသူ့ကျမကိုတစ်ခါမှသူ့ဝင်ကိုမခေါ်ဘူးမှသိလိုက်ရပါတယ်ပြီးတော့သူကသူ့မိသားစုအကြောင်းလဲကျမကိုပြပြဖို့ခရင်ပါတယ်ချစ်ရတာသူ့မိဘတွေလည်းအိမ်မှာရှိရပုံမပေါ်ဘူးပြီးတော့သူကကျမကိုသူ့အိမ်မှာနေပြဖို့ပြောနေတာချစ်စစ်ပြပြီးတော့မသွားပါနဲ့ဦးနော်ငါတကယ်ကြီးနေလို့မကောင်းဘူးပြီးတော့ငါတယောက်ထဲလည်းမနေရဘူးသူနေမကောင်းနေတာကိုမြင်ရတာနဲ့ကျမလည်းသူ့ကိုထားမတော်ရက်ပါဘူး ကျမရဲ့မိဘတွေကိုဖုန်းလဆက်လိုက်ပြီးတော့ရှယ်လီနားမနေပြရမှာမဟုတ်လို့သူများတွေအကုန်လုံးကိုအိမ်ပြန်ပို့လိုက်ဖို့အတွက်ကျမပြောလိုက်ပါတယ်။နောက်တနေ့ကျမသူ့ရဲ့အခန်းထဲမှာနိုးလာတော့လန့်သွားလို့လို့အိယာဘော့ကနေပြုတ်ကျတော့မတက်ဖြစ်သွားပါတယ်။ရှယ်လီကကျမဘေးနားမှာထိုက်ပြီးတော့ပြုံပြုံကြီးနဲ့ထိုင်ကြည့်နေတာကိုဖះရရင်လန့်သွားတာပဲ။ငါအိတ်နေတာကိုနှစ်ရက်ထိုင်ကြည့်နေရလား။နင်နိုးလာတဲ့ချိန်ကိုစောင့်နေတာအယူလေးရဲ့ short ဒီမှာနှစ်ကြွက်ကော်ဖီ။ ောက်ထပ်မှာနေအတွက်မင်းက်စာပြင်ပေးထားရယ်နော်။အော်နေငါအချစ်ရလဲဝတ်လို့ရတယ်။ငါနေအတွက်အပြင်မှာထုတ်ပေးထားရယ်။ကြည်ရသူ့ရဲ့စပုံမှုကသူ့အတွက်ပါတီတပွဲစာလောက်တောင်ပြင်ဆင်ပေးထားသလားအောက်မေ့ရတယ်။ဒါပေမဲ့တိန်လုံးမကကျမနဲ့သူနဲ့နှစ်ယောက်တည်းရှိတာ။သူ့မိဘတွေကလည်းအခုထိပြင်မရောက်သေးပါဘူး။ကျမလက်ထလာရောရှယ်လီကကျမကိုနည်းနည်းထွတ်ထွတ်ဖက်လာပြီးတော့ပြောလိုက်ပါရည်နည်းနည်းပြီးလို့အရန်ဝမ်းတာတာပဲနော် ငါအခုအရန်တက်တာသွားပြီ။အင်းငါလည်းဝမ်းသာပါရယ်။ရှယ်လီကသူ့ရဲ့ဒရိုင်ဘာကိုကျမကိုအိမ်ပြန်လိုက်ပို့ပေးခိုင်းပါရယ်။နောက်၅မိနစ်လောက်ကြာတော့ကျမလည်းအိမ်ကထွက်လာခဲ့ပါရယ်။သူကျမကိုစားပို့လာရယ်။ကျမကသူ့ကိုကူးဆိုင်စော်တငယ်ချင်းပဲရယ်။ကျမသူ့ dress မကောင်းပါဘူး။ကြည့်ရတော့သူ့မိဘတွေကကျမလောက်တောင်ခင်မဆိုင်ကြဘူးထင်တယ်။ဒီလိုနဲ့နှစ်တွေကြာလာပြီးရဲ့နော်။တိတ်မကြခင်မှာ ကျမတို့တွေလည်းအထက်တန်းပြီးသွားကြပြီးတော့မတူတဲ့တက္ကသိုလ်တွေကိုအတက်ဖို့အတွက်ဖြစ်လာခဲ့ကြပါတယ်။သူရဲ့အထက်တန်းပွဲယူတဲ့နေ့မှာအရှယ်လီကတိတ်ဆိတ်နေပါတယ်။အားလုံးကပွဲယူပြီးတော့အကြောင်းနဲ့ကထွက်လာကြတယ်။ကျောင်းရဲ့အပြင်ဘက်ကဝတ်တင်းချပင်ကြီးပေါ်မှာကျမတို့ရဲ့နံပါတ်ကိုရေးထိုးလိုက်ကြပါရယ်။နေ့တိုင်းနေငါးစီကိုဖုန်းဆက်မယ်လို့စာပို့မယ်လို့ခတိပေးနော်။ငါလည်းနေ့ကိုနေတိုင်းလွှဲနေတော့မှာပဲ။ငါရောပဲ။သူကကျမကိုတင်းကျပ်ချက်ကြီးဖတ်ထားရယ်။ ွတ်တော်မလို့ပြီးတော့တလို့ပဲတိတ်မစားခင်မှာကျမတို့လည်းတက်ကတကိုတက်ခရရပါတယ်အင်ဂျလာကတော့အဖေနဲ့မိရလုပ်ငန်းထဲမှာဝင်ကူနေပါပြီပြီးတော့မိဘတွေကလည်းဥရောပကိုလုပ်ငန်းခွဲတစ်ခုတည်ထောင်ဖို့အတွက်ခရီးထွက်သွားကြပါတယ်ဒီတော့အခုလောလောဆယ်အိမ်မှာတော့ကျမတို့အင်ဂျလာပဲရှိနေတာပေါ့အခုတခါသူနဲ့တူတူရှိနေတာကအရင်ကနေတော့မတူတော့ပါဘူးကျမကကျမရဲ့အားလက်ချင်နေဆိုရင်သူတို့လုပ်ငန်းထဲမှာအလုပ်တွေဝေလုပ်နေပြီလေ။ တရက်တော့ကျမလည်းရုံးကရဲ့မိဖို့ဆောင်တွေက coffee ကွက်ကိုကင်ပြီးတော့ထွက်လာတဲ့အချိန်မှာကောင်လေးတယောက်ကျမကိုတည့်တည့်စီဝင်တိုးလာပါတယ်။တိုက်မိတော့ coffee ရေကလည်းသူအင်ချီပေါ်မှာပေကုန်တာပေါ့။ဖះရည်တောင်းမမာတယ်။မဟုတ်တာကျွန်တော်မတာပါ။ကျွန်တော်တိတိမထားမိလိုက်လို့ပါ။သူလည်းအဲ့ဒီညမှာပဲအင်ချီကိုချက်ချင်းချွတ်လိုက်ပြီးတော့ပေစင်ထဲမှာ short boat တက်လောက်ပါတယ်။ဖះရည်သူကလမ်းလိုက်တာ။သူလည်းကျမဘက်ကိုပြန်လှည့်လာတော့ ကျွန်မလည်းသူ့ရဲ့ပအမုပ်တွေကိုမကြည့်မိဖို့အတွက်တော်တော်စူးစမ်းပြီးအကြည့်လွှဲလိုက်ရပါတယ်။သူကသူ့ကိုသူကုမ္ပဏီရဲ့အထွေထွေမန်နေဂျာရိုင်ယန်ဖြစ်တဲ့အကြောင်းမေးဆက်လာပါတယ်။ကျွန်မကသူ့တို့တထည့်ရဲ့သမီးဖြစ်တဲ့ဆိုတာကိုသူလုံးဝသိပုံမရပါဘူး။ကျွန်မလည်းပြောပြလိုက်ပါဦး။ရှုံးမကျွန်မတို့ကအမြင်နဲ့တွေ့ပြနေကြပါတယ်။နောက်တစ်ယောက်ကိုရောက်တော့သူကကျွန်မကိုနေ့လယ်စာအထူးစားဖို့တော့ခေါ်လာတယ်။မင်းကဘာဖြစ်လို့ဘော့ရဲ့သမီးမှကို့ကိုမပြောပြရတာလဲ။ ဒါဆိုရင်ရှင်ကတစ်ချိန်လုံးတိနေကြတာလားမတိခဲ့ပါဘူးဒါပေမဲ့မင်းဆောင်ကိုလိုက်ပြီးတော့မေးကြည့်ထားတာလေမင်းနဲ့ပထမဆုံးဆုံပြီးရဲ့နောက်နေ့မှာပဲကိုစုံစမ်းကြည့်လိုက်တာအဲ့ဒါကစမတ်ရှင်ကိုလိုက်ပြီးတော့ပြေးမသွားစေချင်လို့ပါရိုင်ယန်ကချူတာပြီးတော့ရှေ့ရပါတယ်ကျမကသူနဲ့အချိန်ကုန်ဆုံးရတော့ကို တော်တော်လေးသဘောကျမိပါတယ်ကျမတို့အပြင်ထွက်လာတဲ့အချိန်မှာအိတ်အလေးကြီးတစ်လုံးနဲ့ဒုက္ခရောက်နေတဲ့အဖွားအိုကြီးတယောက်ကိုဘတ်စကားပေါ်ကိုကူပြီးတော့တင်ပြလိုက်တာပေါ့ သူဒီလိုမျိုးလုပ်လိုက်တဲ့ပုံစံကိုကြည့်ပြီးတော့ကျမနှလုံးသားကအရှိပြောသွားပါတယ်။မဇာခဏဆိုသလိုကျမတို့တွေ့ပြလာခဲ့ကြတယ်။ပြီးတော့ပန်းစံမှာဆဖီးရိုက်ပြီးတော့ Instagram ပေါ်မှာတင်လိုက်ပါသေးတယ်။ရှယ်လီကချက်ချင်းပဲကျမရဲ့ post ကိုအသေးလေးပြလာပါတယ်။ပြီးတော့ပြောသေးတယ်။သူကျမကိုလွမ်းနေလို့မဇာခင်လာတွေ့မယ်တဲ့။ကြပါမယ်ခနာကကျမညနေခင်းအိမ်ကိုပြန်ရောက်တဲ့အချိန်မှာကျမတို့အိမ်စင်အောက်ထဲမှာဝင်နေတဲ့ရှယ်လီကိုတွေ့လိုက်ရပါတယ် သူကကျမဘာမှမပြောဘဲနဲ့ကိုစတိုက်ငိုနေခဲ့ပါတယ်။ကျမလည်းသူ့ကိုအိမ်ထဲကိုခေါ်လိုက်ပြီးတော့လက်ဖက်ရည်ဖြောတိုက်လိုက်တော့မှပဲသူစိတ်ငြိမ်သွားပါတယ်။ Okay အခုနေငါပြပြဖို့အတွက်အဆင်ပြေပြီလား။ငါငါမိဘတွေနဲ့ရံဖြစ်လာတာ။ငါမပြပြချင်ဘူးဟာ။အိမ်မပြချင်တာပဲသိတယ်။ကျမလည်းသူ့ကိုဖတ်လိုက်ပြီးတော့သူဒီနေ့ညကျမနဲ့နေလို့ရတဲ့အကြောင်းပြောလိုက်ပါတယ်။ကျမတို့နှစ်ယောက်လောအေးရဲမှာထိုင်ပြီးတော့ရုပ်ရှင်ကြည့်ဖို့အတွက်ပြင်နေတဲ့အချိန်ပါ။ အမအင်ဂျင်လာကကျမတို့အခန်းထဲကိုဝင်လာပြီးတော့ရှယ်လုကိုမြင်တဲ့အခါမှရှက်သွားပါတယ်။ချက်ပြီးတော့နင်းပဲလား။နင်းပြီးတော့ငါညမလေးကိုလွှတ်ထားပေးမလဲ။နင်းလဲတစ်ခါတည်းလေးတော့စိတ်ထားကောင်းပြီလို့မရှိဘူးလား။အင်ဂျင်လာကကျမကိုစိတ်ထုတ်ပြီးတော့အခြေဆောက်ပြီးထွက်သွားတဲ့အချိန်မှာဖုန်းကမြည်လာပါတယ်။ Hi ကိုမင်းကြောင့်ကိုစစနေတာပြုံးမိနေတာရှယ်လုကိုမရတော့ဘူး။ကျမလဲရိုင်းရဲ့အတန်ကိုကြားပြီးတော့စကားဆက်ပြောခဲ့ကြပါတယ်။ ကျမတို့ပြောနေရကိုကြားပြီးတော့ရှယ်လီကရုတ်တရက်ပေါပေါဆုပ်တွေနေသွားခဲ့ပါတယ်။ကျမလည်းဖုန်းကိုမြ мян ချလိုက်ပြီးတော့မိဖို့ချောင်းစီကိုပြေးပြီးရှီတခေါက်ခတ်ပြီးပို့အတွက်သူ့ကိုလှုပ်ပြီးလိုက်ရပါတယ်။ချင်းစုပဲနော်။အာဘလို့ဖြစ်သွားလဲငါလည်းမသိပါဘူး။တန်းနဲ့နေဖုန်းပြောနေရဘာလို့လဲ။အဲ့ဒါငါနဲ့တလောလေးကခင်းတဲ့ကောင်လေးတယောက်ပါ။နေသိရမလား။ငါဓာတ်ပုံထဲမှာအတူတူတွဲရိုက်ထားတဲ့တယောက်လေ။အော်နင်ကအခုကောင်လေးရနေပြီလား။အင်း ရှာနေပြီပဲဆိုပါတော့ရုတ်တရက်ရှယ်လီကဒေါသထွက်သွားပါတယ်။နေကဒီလိုကိစ္စမျိုးကိုတော့မှစစ်စိုးတငင်ချင်းကိုမတိုင်မင်းဘူးနော်။စစ်စိုးတငင်ချင်းတွေဆိုတာကတယောက်နဲ့တယောက်အကုန်လုံးကိုပြပြတင်တာမဟုတ်ဘူးလား။အော်နေကအဲ့ဒါကြောင့်ဖုန်းမခေါ်ပဲနဲ့ကတိတွေကိုဖျက်နေတာကိုတမမာရရှယ်လီရဲ့ဒါပေမဲ့ငါလဲငါဘွားနဲ့လှုပ်ရှားရအများကြီးရှိသေးတယ်လေ။အကောင်လုံးကနင့်ကိုဘို့ဟုတ်ပြုတ်ပြီးတော့လက်ပက်နေရတာမှမဟုတ်တာရှယ်လီကထပ်ပြီးငိုလိုက်ပြန်ပါတယ် ကျွန်မလည်းစိတ်မကောင်းဖြစ်သွားတာနဲ့မငူပါနဲ့ဟာငါပဲတမတ်ပါရယ်။သွားနင်ကဂူးဆက်ချင်လားဆမ်နီနဲ့သူထွက်သွားတော့ကျွန်မလည်းသူ့ကိုမတားလိုက်နိုင်ပါဘူး။ဘာလို့ဆိုတော့သူလည်းသူ့ကောင်းကိုအေးအေးဆေးဆေးထားပြီးတော့စစ်စားဖို့အတွက်အချိန်သူအတည်လို့ထင်လို့ပါ။နောက်ထပ်အချိန်နည်းနည်းလောက်ကြာတော့သူအဆင်ပြေလားသိချင်လို့ကျွန်မသူ့စီကိုဖုန်းလက်ဆက်လိုက်ပါရယ်။သူကတော့ဖုန်းမကင်ပါဘူး။နောက်တနေ့ကျွန်မအလုပ်ရောက်တဲ့အချိန်မှာသူ့စီကနေပန်းစီကြီးကြီးတစ်ခုကိုလက်ဆောင်ရလိုက်ပါရယ်။ ကပ်ပြားလေးမှာကရေးထားတာကထွတ်ထွဆဆတွေလုံးမိတဲ့အတွက်တကယ်ဥစင်မကဖြစ်တဲ့အဆောင်ကိုရေးထားပါတယ်။ဒီနေ့ကျတော့ Ryan နဲ့ကျမလည်းကျမတို့အချက်ဆုံးစသဆိုင်မှာနေ့လယ်စားစားနေကြတော့ရုပ်တရက်သူက ရုပ်တကောင်လိုမျိုးပေါက်ချလာပါတယ်။ Hey Shelly နေဒီမှာဘာလုပ်နေရလဲ။ငါဖြစ်သွားရဲ့နဲ့နင်တို့ကိုတွေ့လိုက်လို့ဝင်လာတာ။ Hi ကျမက Shelly ပါ။နေဒီယာရဲ့အချက်ဆုံးတင်ခဲ့ခြင်းလေ။အော်ဟုတ်လား။သူမင်းเจ้าကိုခဏခဏပြောပါရယ်။ ဟုတ်လားကျမကတော့အရှင်ကြောင့်တိတ်ပြီးတော့ပြောပြအောင်ပြီးတော့ကျမလည်းရှင်ကြောင့်ကိုသိချင်နေတာဘာလဲကျမကရှင်တို့တွင်နေလေစာဝေးကြည့်မှာနော် ကျမနဲ့ရိုင်ယန်ကြောင့်သွားတဲ့အချိန်မှာသူကကျမတို့နဲ့ဝင်ထမ်းလိုက်ပါတယ်ရှယ်လီကကျမတို့ထထန်းချက်တုံးကဘလောက်တော်ဟင်းကြီးရဲ့အကြောင်းစတိုက်ပြောနေခဲ့ပါတယ်ပြီးတော့ရိုင်ယန်ကပြောလာတယ်ကျွန်တော်နဲ့နဒီယာကတော့တိရအဲ့လောက်မကြသေးပါဘူးဗျာဒါပေမဲ့ဟုတ်တယ်သူကအရင်အော်ဆီယာကောင်းတယ်ကျွန်တော်ကတော့သူ့ကိုချစ်မိနေပြီထင်တယ် အဲ့ဒီလိုလည်းပြောလိုက်ကော ကျမလည်းသူ့လက်ကိုဆွဲယူလိုက်ပြီးတော့ကျမလည်းရှေ့ကိုချစ်ပါရယ်ကျမတို့အရှက်လေးကိုကြည့်လိုက်တော့သူ့မျက်နှာကတော့သားထွက်နေတဲ့ပုံပေါ်ပါရယ်ဘာနင်တို့တွေကအခုမှအတွေ့ကစားရှိသေးတယ်လေသူကနှစ်ကိုဒီလောက်အချိန်မြန်အတွင်းမှာဘယ်လိုလုပ်ချစ်သွားရမှာလဲသူကတေစာပါအစိတ်တဆကောင်းပဲရှေ့လေးနင်စနေရမလားမဟုတ်ဘူးသူ့ကိုနင်မဲကြည့်လေသူ့ပုံစံကတအားကိုကောင်းလို့နေတာအဲ့ဒါကအရာဆောင်ထားလို့ပေါ့ ဘာကနင့်ကိုအမှန်တမ်းမြင်အောင်လို့လုပ်ပေးနေရနဲ့ဒီယာဘာလဲဟာနင့်ကိုငါဒီလိုမလုပ်ခိုင်းဘူးလေရှယ်လီပြီးတော့ရှယ်လီဒီတရားနေသွားလိုက်ပါတော့ရှယ်လီကကျမကိုအယူတရားလို့ကြည်လာပါတယ်ပြီးတော့ထွက်သွားခဲ့ပါတယ်နောက်ထပ်ရနေနေကြတဲ့အခါမှာယက်စကန်စီကနေကျမစီကိုဖုန်းဆက်လာပါတယ်ရိုင်ယန်ကမိမတယောက်ကိုတိုက်ခိုက်လို့ဆိုပြီးတော့ဖုန်းဆက်ပြီးယက်စကန်ကပြောလာပါတယ်။ပြီးတော့ရိုင်ယန်ပြောလာတာကရှယ်ရီကသူ့ကိုသူ့အင်ကိုလာဖမ်းတာတဲ့ ။ဘာလို့လဲဆိုတော့ Shelly ကသူ့ကိုပန်းချက်မှာတိုက်ခိုက်ခဲ့ရဲဆိုပြီးတော့သူက Sherry ကိုအကြောင်းချထားလို့ပါတဲ့။ကျမလည်းသူ့ကိုအာမခံနဲ့ထုတ်လာခဲ့ပြီးပါတယ်။နောက်တော့ Shelly ကိုလာတွေ့ဖို့အတွက်ကျမခေါ်လိုက်ပါတယ်။ Shelly နေယူနေရလား။နင်ကဘာဖြစ်လို့ထားမျိုးတွေလုံနေရလဲ။ Ryan ကငါ့ကိုတိုက်ခိုက်ခဲ့တာလေ။နင်ကငါစကားထက်သူ့စကားကိုပိုယုံတော့မှာမလား။ဟမ်ငါသူ့စကားကိုပဲရှုံးမှာ။ပြီးတော့နင်မကပြဿနာတစ်ခုခုရှိနေရဲ့။ ပြီးတော့ငါဘီနာကနေဝင်းနေစမ်းပါအဲ့ဒီနောက်တော့ရှယ်လီကရိုင်ရပုံကိုတရားဆွဲကြတဲ့ဆွဲချက်တကိုဖေးချလိုက်ပါတယ်ပြီးတော့ကျမအင်ကိုကက်ထရီနဲ့ပန်းနေနဲ့ဆက်တိုက်ပို့နေပါတယ်သူဘလောက်တောင်ဝမ်းနေခဲ့ရတယ်ဆိုတဲ့အကြောင်းတွေကိုကျမစီကိုရှင်းနေခဲ့တာပါဒီနေ့ကျတော့သူကညအချိန်မတော်စီကျမအေးတီပါရှောက်လာတယ်။ပြီးတော့အပြစ်မအောင်ကိုပြီးတော့သူ့ကိုစကားပြပြဖို့အတွက်ကျမကိုတောင်းပန်နေခဲ့ပါတယ်။အမအေဂျလာကထပြီးတော့သူ့နောက်ကိုလိုက်လဲလိုက်ရောသူကပြေးထွက်သွားတယ်။ ။ငါနဲ့ကိုဒီကောင်မလေးကြံပြောပြသပဲနော်။နှစ်ထီယာသူကယူနေတာ။ညီမလည်းသိပါရဲ့။ဒါပေမဲ့ဒါဘယ်လိုရှင်းရမလဲမသိတော့ဘူး။ပထမဦးဆုံးအချိန်ဤနဲ့ကျမဝမ်းနဲ့ပလက်ကိုချလိုက်ပါရဲ့။ကျမရဲ့မကတော့ကျမကိုနှစ်သိပ်ပေးပါရဲ့။ဘာမှမဖြစ်ပါဘူးနော်။နေဘာမှမဖြစ်เสียဘူးလို့ငါကတိပေးရနော်။အင်ဂျလာကအဲ့ညမှာပဲရှယ်လီပေါကန်တမိတ်နေချပဖို့ကျမကို yes ခံခေါ်သွားပါရယ်ပြီးတော့ social media အကောင့်တွေအကုန်လုံးကနေပြီးတော့သူ့ကို block လိုက်ပါရယ် နောက်တော့ကျမလည်းသူ့တရင်တွေကိုနောက်ထပ်မကြားရတော့ပါဘူး။အဲ့ဒီတော့မှနေရတာကစိတ်သက်သာသွားခဲ့တာပေါ့။တိတ်မစားခင်မှာကျမလည်းတက္ကသိုလ်ကဖွဲ့ရပြီးတော့ Ryan နဲ့ကျမလည်းထွက်လိုက်ကြပါရစေ။ Angela ကတော့ကျမရဲ့သူတို့သမီးအရှင်ပေါ့။ကျမမိဘတွေကတော့မင်္ဂလာပွဲကိုလာတော့မတက်ပါဘူး။ကျမလည်းခရီးမဆိုင်ဘူးလေ။တနေ့အကြမ်းမှာတော့ကျမတို့မှာ Rose လို့ခေါ်တဲ့ချစ်စရာကောင်းတဲ့သမီးလေးတယောက်ရှာလာပါရစေ။သူကကျမလိုစပင်းအနီလေးတွေနဲ့ Ryan ရဲ့မျက်လုံးအပြားလေးတွေကိုပိုင်ဆိုင်ထားပါရစေ။ ကျမဘွားကြီးကတာယာနေခဲ့တာပေါ့ဒီလိုနဲ့တနေ့ကျတော့ကျမလဲဈေးဆိုင်တစ်ခုမှာ rose လေးကိုတွန်းလှဲထည့်ပြီးတော့တွန်းထနေတဲ့အချိန်မှာပဲ shelly ကျမရှိမှပေါ်လာခဲ့ပါတယ် hi ငါရဲ့အသေးလေးကျမရှင်တွေအရှမ်းကိုတုံသွားခဲ့တယ်ဘာလို့လဲဆိုတော့ကျမရဲ့မတိစိတ်တစိတ်တပိုင်းကနေပြီးတော့သူ့ကိုကြောက်နေမိတာကိုချက်ပေမဲ့တည်ငြိမ်အောင်လို့ကိုယ့်ကိုအားတင်းထားလိုက်ပါတယ် hello နေပါရောက်နေရလဲငါကကုသမှုခံယူလိုက်တာလေး ကုသမှုခံယူလိုက်တော့တော်တော်လေးအဆင်ပြေသွားပါရယ်။ဌာနဲ့ဌာကနဲ့တမီလေးလား။နှစ်စပင်တွေငါရစပင်နေနော်။အဲငါအလင်းလုံးနေရာရှိလို့နောက်တော့မပဲတွေ့ကြတာပေါ့။ကျမလည်းဆိုင်ကောင်တာစီကိုမြင်သွားပြီးတော့ပတ်စံချိလိုက်ပါရယ်။နောက်တော့ကျမနောက်ကကောင်မလေးတွေကိုသူတို့ဖုန်းကိုသူတို့ကြည့်နေလိုက်ပြီးတော့အဟိနေရပါရယ်။ဖခင်ရေအပိုင်းတက်ဟာငါ့ကျဆုံစလန်းကအပိုင်းတက်ထွက်ပြီနော်။ငါတနေ့ကိုထိုင်ဆောင်နေတာ။ ဒါကငါအကျက်ဆုံး YouTube channel လေကျမလည်းသူတို့စီကနေအကြည့်လွှဲလိုက် ပြီးတော့ကျမရဲ့ lens ကိုပြန်ကြည့်လိုက်တဲ့အချိန်မှာကျမရဲ့ခလီလေးကမရှိတော့ဘူးအဲ့ဒီအချိန်မှာ Shelly ကလည်းအပြင်ကို Rose နဲ့အတူတူပြေးထွက်သွားတာတွေ့လိုက်ရပါတယ်ကျမလည်းအော်ဟစ်ပြီးတော့အတုနောက်ကိုလိုက်ခဲ့ပါတယ်ဒါပေမဲ့သူကကားရဲကိုဝင်ပြီးတော့မောင်းပြေးခဲ့ပါတယ်ကျမလည်းအမီလိုက်ပြီးတော့နောက်တစ်ကားကိုဖွင့်ပြီးတော့အထက်ကိုဝင်လိုက်တယ်နေပါလို့နေရာလဲဆုံးယူမှာဟမ်နင်ကတော့ထားမသားခဲ့တဲ့ဘူး ငါကနေ့ရက်အချက်ဆုံးတင်ငယ်ချင်းလေငါကနေ့တည်းဘာမှစလုပ်ပေးခဲ့ရတာအချက်ဆုံးတင်ငယ်ချင်းနေစရာကတယောက်နဲ့တယောက်နာကြံမလုပ်ဘူးနော်အခုဆက်စစ်ကားကိုရှက်လိုက်ရှယ်လီကတော့ကားကိုပို့ပြီးတော့အချိန်တင်လိုက်ပါတယ်ကျမလည်းအင်ဂျလာစီကိုတိတ်တိတ်လေးဖုန်းခေါ်လိုက်ပါတယ်ကံကောင်းထမဆွမ်းနဲ့ပဲအင်ဂျလာဖုန်းကင်တယ်ကျမလည်းသူ့ကိုကြောက်နေအောင်လို့စပီကာကိုဖြန့်ထားလိုက်တာပေါ့နေငါတော့ကိုပဲခေါ်သွားနေရလဲရှယ်လီငါတို့ရဲ့အထက်တန်းကျောင်းစီကိုပေါ့ ဒါမှငါရရဲ့ rose လေးကိုငါတို့ပထမဆုံးတွေ့ခဲ့တဲ့နေရာကိုပြန်ပြီးတော့တွေ့နိုင်အောင်လို့လေကျမတို့တွေလည်းအထက်တန်းကျောင်းကိုရောက်တဲ့အချိန်မှာသူကကျမရဲ့ကလေးကိုခြိသွားပြီးတော့ကျမတို့နာမည်ထွင်ထားတဲ့တပင်းစီကိုတွောခဲ့ပါတယ်။တမီလေးတွေ့လားဒါကတမီရဲ့အမေနဲ့အန်တီရိုကတတလုံးချစ်ဆုံးတင်ငယ်ချင်းလောက်ကြမယ်ဆိုပြီးတော့ခွတိပေးထားခဲ့တဲ့နေရာလေနောက်တော့သူကအဲ့ဒီခွတိကိုဖျက်သွားတာကျမလည်းသူ့လက်ထဲမှာကျမရဲ့ကလေးလေးရှိနေရကိုတိမခနိုင်တာကြောင့် ရှေ့တိုးပြီးတော့သူ့ကိုတိုက်ခတ်လိုက်ပါတယ်။သူကလည်းအဲ့ဒီတည်းမှာ Bruce ကိုလွတ်လိုက်ပြီးတော့လှုပ်ထွေးတပ်ပုတ်နေခဲ့ကြပါတယ်။နောက်တော့ရဲကားတပ်တွေကြားလိုက်ရတယ်။ Sherry ကလည်း Shelley ကိုဖမ်းလိုက်ရတာပေါ့။ကျမက Rose ကိုတင်းစက်နေအောင်ဖတ်ထားတဲ့အချိန်မှာ Angela လေးရှာလာပါတယ်။သူကကျမတို့ကိုဖတ်ထားလိုက်ပြီးတော့ဖះရည်ငါအရှမ်းလန့်သွားတာပဲ။နင်ကဖုန်းကိုက်မက်စရာတိနေတယ်။ပြီးရင်ဘာလို့ကမက်စရာလဲနင်မသိတာလေ ရှယ်လင်းနဲ့ပတ်သက်ပြီးတော့နင်ပြောခဲ့တာတွေကမှန်နေနော်။အဲဒီအချိန်ကလေးကနင်ငါ့ကိုတတိထားဖို့အတွက်ပြောနေကြတာ။ငါကတော့နစ်စကာရီကိုလစ်လို့ရှိမိတာပါ။ငါနစ်ကိုအပြစ်မတင်ပါဘူးနတီယာ။ငါကလည်းအမကောင်တယောက်မှမဟုတ်ခဲ့တာ။ဒါပေမဲ့နင်ကအန်အောဆရာကောင်းတဲ့အမတယောက်ပါ။ပြီးတော့အန်အောဆရာကောင်းတဲ့အတော်တယောက်လေ။အခုတော့နင်တို့နီယားစ်လို့ဘာမှမဖြစ်လို့တော့ပါသေးရဲ့။ရူစီလေးဘာဖြစ်သွားသေးလဲ။ Rose ကအင်ဂျလာရဲ့စပင်းတွေကိုလှမ်းဆက်ပြီးတော့ပြောလိုက်တာက ဝိုးကကကကျမတို့ news လုံးလဲ rose လေးကိုရှိပြီးတော့ share မလိုက်ကြတာပေါ့ salon လေးကတော့ဒီလောက်ပါပဲရှင်နောက်နေ့တွေမှာလဲဒီလို salon color တွေကိုပြိတ္တလူလူစီကိုယူဆောင်ခဲ့ပါအောင်မယ်နော်တာယာလပါရိတ်နေရလေးတွေကိုပိုင်ဆိုင်နေချပါစီရှင်